မြန်မာနိုင်ငံမှာပထမဦးဆုံးမီးပုံပြန့်ကိုကိုယ့်ဘာသာကိုတီထွင်ပြီးတော့စီးပြခဲ့တဲ့သူတယောက်ရှိပါတယ်။သူကတော့မီးပုံပြန့်ဦးကျော်ရင်လို့ခေါ်ပါတယ်။သူဒီလိုမျိုးမီးပုံပြန့်တွေစပြီးတီထွင်တော့အသက်60ကျော်နေပြီပေါ့နော်။ပြီးတော့မီးပုံပြန့်တွေကို 55ကောက်တိတိစီးပြခဲ့တယ်လို့ဆိုပါတယ်သူကတော့1883ခုနှစ်မှာတဝေရပန်းတလဲကြီးရွာအုပ်စုမှာမွေးခဲ့တာဖြစ်ပါတယ်အစတုန်းကတော့သူကចောင်းဆရာဖြစ်ပါတယ်အသက်32နှစ်လည်းရောက်တော့တည်င်းစာရီထဲမှာလီရင်နေခဏခဏပြက်ကြတဲ့အကြောင်းကိုသူဖတ်ရတယ်ပေါ့နော်ဒီတော့သူကဒီလိုမျိုးလီရင်ပြက်ကြလို့ရှိရင်အသေးအပြောက်နေအောင်ဆိုပြီးတော့ဒီအာနီလန်းနေကိုတီထွင်ကြံစပြီးတော့လီရင်ပုံစံငယ်လေးတွေစမ်းတက်ပြီးထုတ်လုပ်ခဲ့တယ်လို့ဆိုထားပါတယ် သူ့ရဲ့ဒီဇိုင်းတွေကိုသဘောကျလို့ဆိုပြီးအင်္ဂလန်ကလီရင်ထုတ်တဲ့ကုမ္ပဏီတစ်ခုကသူ့ကိုဒီဇိုင်းဆွဲပြုတ်ဖို့ကမ်းလှမ်းတယ်လို့သိရပါတယ်။ဒါပေမဲ့ပထမကဘာစစ်ကြီးဖြစ်သွားတော့သူနဲ့အဲ့ဒီလီရင်ကုမ္ပဏီနဲ့အဆက်အသွယ်ပြတ်သွားပါတယ်။အဲ့ဒီခေတ်ကမြမအလင်းသတင်းစာမှာလူတယောက်ကဘလို့ရေးလိုက်လဲဆိုတော့ဒဝဲကမောင်ကျော်ရင်တဲ့ ်လီရင်ထွင်တက်လေလို့တော့အရင်ကကြားဘူးတဲ့ဒါပေမဲ့အခုတော့တေးပြီလားမသိဘူးဆိုပြီးတော့သူ့ကိုခနဲ့ပြီးရေးလိုက်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေတခုထူးခြားတာလုပ်လို့ရှိရင်လိုက်ပြီးသူများကိုခနဲ့တက်တဲ့ဆဲတက်တဲ့အချင်းဟာအဲ့ကလေးရရှိတာဖြစ်ပါတယ်ဒီလိုနဲ့ဥတော်ရင်ကဘလို့ပြန်ချေပါခဲ့လဲဆိုတော့တခါမှလီရင်တစ်စီးလုံးကိုထွင်နိုင်တယ်လို့တော့မပြောခဲ့ဘူးပေါ့နော်ဒီလိုမျိုးမြန်မာအချင်းချင်းအထင်သေးပြီးနှိမ်တာကတော်တော်ကြီးရှက်စရာကောင်းတယ်လို့ပြောခဲ့တယ်။ပြီးတော့ "तू ကအခုမသေးသေးတဲ့အတွက်ကြောင့် तू အစွမ်းကိုဆက်ပြီးကြည်ပါ"လို့လည်းစိန်ခေါ်ခဲ့ပါတယ်။ဒီလိုနဲ့ "तू က အသက်55နှစ်မှာပင်စင်ယူပြီးတော့ဒီမီးဘုံပြန်ကြီးကိုစပီးတီထွင်มาတော့တယ်သူဖန်တီးလိုက်တဲ့မီးဘုံပြန်ကြီးကအမြင့်အတောင်60ရှိပြီးတော့အလျားအတောင်100ရှိပါတယ်ဒီမီးဘုံပြန်ကြီးကိုစားလို့တော့ဒီသူ့ကိုတားကြရယ်ပေါ့နော်ဒါမဲ့နောက်ဆုံးအင်္ဂလိပ်ဘုရင်ခံကခွင့်ပြုပေးလိုက်လို့သူ1926မတ်လမှာစပီးတော့လွတ်တင်มาတော့တယ်ဒီလိုနဲ့ပဲသူ့ရဲ့မီးဘုံပြန်ကြီးကအောင်မြင်စွာနဲ့လွတ်တင်နိုင်ခဲ့ပြီးတော့အမြင့်ကို နှစ်မိုင်ခန့်အောင်တက်သွားနိုင်ခဲ့ပါတယ်ပြီးတော့ပြန်ပြီးဆင်းလာခဲ့တယ်ပေါ့နော်ဒီလိုနဲ့ပဲဆက်ပြီးစွန့်စားလိုက်တာ1930မှာလည်းတခါမိဘုံပြန်ပြတ်ကျခဲ့ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့သူတစ်ကိုင်းပေါ်မှာခိုပြီးတော့ဂျန်ခဲ့တယ်ပေါ့နော်သူကဒံယာပြန်ချက်သွားရင်ပြန်စည်းကြမယ်လို့လည်းကတိပေးခဲ့တယ်ရရှိခဲ့တဲ့ရန်ပုံငွေတွေအကုန်လုံးကိုလည်းဒီမြို့မကျောင်းဆောက်လုပ်ဖို့အတွက်လှူဒန်းပေးခဲ့ပါတယ်ဒီလိုနဲ့သူအသက်66နှစ်မကွယ်လွန်ခင်အချိန်ထိအဲမိဘုံပြန်55ကစီးခဲ့ပြီးတော့ ရရှိခဲ့တဲ့ရန်ပုံငွေတွေအကုန်လုံးကိုလည်းလှူဒါန်းပေးခဲ့ပါတယ်။ရေပိတ်သက်ကြီးတို့ဘယ်လိုထင်လဲ? comment မှာရေးခဲ့ပါအောင်။